ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အင်းလေးကံမှာတပေါင်းလကစတင်ပြီးရေခမ်းချောက်မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ဒီလိုရေခမ်းချောက်လာတာကြောင့်လမ်းမရှိတော့တဲ့အတွက်နှိမ်ဝင်မရတော့ဘဲသွာလာလို့မရတော့တဲ့ရွာတွေလည်းရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။အင်းလေးနန်းပံရွာမှာရှိတဲ့လေစိမ်းမှာရေရှိစဉ်အရင်နှစ်တွေကကန်းဆက်အထည်ရေတက်ခဲ့ပေမဲ့အခုနှစ်တပေါင်းလကစကရေခမ်းချောက်လာတယ်လို့အင်းလေးကံမှာလှေလုံငန်းလုပ်ကင်နေသူတွေကပြောပါတယ်။နန်းပံရွာ အလိုတော်ပေါက်စီတော့နားတဝိုင်းမှာလည်းရေခမ်းချောက်တာကြောင့်အချို့နေရာတွေဟာကုန်းပေါ်နေကလမ်းကျင်းလေးတွေကိုဝင်ရောက်လို့မရနိုင်တော့ဘူးလို့သိရပါဗျ။နန်းပန်နန်းပန်စည်းကုန်းဆဲခေါင်းရွာအင်းဘောကုန်းတကြောလုံးရေခမ်းချောက်နေပြီးရေလန်းလုံးဝဝင်မရတဲ့ရွာတွေကိုကုန်းလမ်းကနေသွားရတယ်လို့သိရပြီးတကူးကဆုံနေုံမှာမိုးရွာပါကရေပြန်ပြေးလာနိုင်တယ်လို့ဒေသခံတွေကခန့်မှန်းကြောင်းသိရပါဗျ။ဒီလိုရေခမ်းချောက်မှုကြောင့်ဖျားဖို့တွေညှောနေသွားပြီး အင်းလေးဖျားတဲ့အတွင်းမှာဈေးအောင်ချကြတဲ့ဈေးတွေဟာအယောင်းဝယ်ပါသွားတယ်လို့ဈေးတွေကပြောပြကြောင်းသိရပါဗျ။